င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြင်သစ်သမရကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ဟုထုတ်ဖော်ပြောဆိုစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်ဤကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမရတောင်းဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြင်သစ်သမရကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်း ပြင်သစ်သမရာဤစာတွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ပြင်သစ်သမရာကဒေါ်အောင်ဆန်းစုကြည်တို့လိမ့်မှု၍စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကို King Eric ထံသို့ပေးပို့ခဲ့သည်။အဆိုပါစာတွင်ဒေါ်အောင်ဆန်းစုကြည်ဤကျမ်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းမြန်မာနိုင်ငံတွင်၅နှစ်နီးပါးအကြက်တဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုထားပါတယ်။အကြံဖတ်စစ်တပ်ကမတရားဖန်ဆီးထားသောဒေါ်အောင်ဆန်းစုကြည်၏ကျမ်းမာရေးခြင်းကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြည်သက်သမရာကတောင်းဆိုထားပါသည် မြန်မာစစ်တပ်၏မတရားဖမ်းဆီးထုတ်နောက်မှုခံရရသောဒေါ်အောင်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံအနေဖြင့်မမေ့ချောင်းစစ်တပ်အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထုတ်နောက်ထားမှုကိုအဆုံးသတ်ရန်လဲတောင်းဆိုထားပါတယ်။ပြင်သစ်သမ္မတ၏အဆိုပါပေးစာမှအော်တိုဘာလ၁ရက်နေ့တွင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဤသားဖြစ်သူကင်အရစ်ကလည်းပြင်သစ်သမ္မတ၏စာကိုရရှိထားပြီးပြင်သစ်နိုင်ငံခေါင်းဆောင်နှင့်ပြည်သူများကတနာကယူနာချပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိကြောင်း ဖြင့်တင်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာန၏မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဘီမှတက်ဆင်ဖြင့်တင်သမရမက်ခရွန်ထံမှဒေါအောင်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။စာထဲမှာသမရကမိမိရဲ့ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြသခဲ့သောမိမိအပါအဝင်သမရဦးဝင်းနဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလုပ်ပေးဖို့ဖြင့်တင်နိုင်ငံမှတခါထပ်မံတောင်းဆိုကြောင်းရှင်းတာထားပါတယ်။ အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနောက်ထဲမှာကျန်းမာရေးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတရှောင်းစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်တဲ့မိမိလွတ်မြောက်ခြင်းဟာလူခွင့်ရေးနဲ့လူကုန်သိက္ခာအတွက်တာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်ပြည်ထောင်နိုင်ငံရဲ့သနာကိယနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသားချင်းတို့အတွက်ကျွန်တော်လှိုက်လိုက်လဲလဲခံစားရပါတယ် ဂျာခအမတ်တရားငင်းချမ်းရင်းနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတဝမ်ကလူတွေကိုအတိပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်ဟုကင်အရစ်ကသတင်းထုတ်ပြန်ချပါတယ်ဆလပင်ထိုင်ဝမ်ကိုတိုက်ခိုက်ရင်အမေရိကန်ဘလို့တုံ့ပြန်မလဲရှီကျင့်ပင်သဘောပေါက်ကြောင်းဒေါ်နယ်ထရပ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကသူရာထူးတာဝန်ယူနေစဉ်အတွင်တရုတ်ဟာထိုင်ဝမ်အပေါ်စစ်ရေးအရအရေးယူမှာမဟုတ်ဘူးလို့ပြောပါတယ်။ တရုတ်အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်အမေရိကန်ကဘလို့တုံ့ပြန်မယ်ဆိုတာကိုတရုတ်သမ္မတရှီကျင်းပင်ကကောင်းစွာနားလည်သဘောပေါက်တယ်လို့ဆိုပါတယ်။ထရန့်ဟာပြီးခဲ့တဲ့ကြာသပတေးနေ့ကတောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးဒီဆွေးနွေးမှုအတွင်ထိုင်ဝမ်နဲ့ပတ်သက်တာတွေမပခဲ့ဘူးလို့ဆိုပါတယ်။တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့တဲ့ CBS ရုံးမြင်သံကြားနဲ့အင်တာဗျူးတစ်ခုမှာတော့တရုတ်ကစီးရီးအရာအရေးယူပါကထိုင်ဝမ်ကိုကောက်ွယ်ဖို့အမေရိကန်တပ်ဖွဲ့တွေကိုအမိန့်ပေးမှလာလို့မေးမြန်းခဲ့ရာ Trump ကဖြစ်လာရင်မင်းတိလာလိမ့်မယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ရဲ့တုံ့ပြန်မှုဘလို့လှုပ်ဆောင်မယ်ဆိုတာကိုတော့လူသိရှင်ကြားထုတ်ဖော်ပြောကြားဖို့ညှင်းဆုပ်ခဲ့ပြီးဂျာဟာလှုပ်ဝက်ကိစ္စမလို့ပြောလို့မရကြောင်း Donald Trump ကဆိုပါတယ်။သမရရှိကျင့်ပင်ကတော့ဒီကိစ္စအတွက်အဖြေကိုနားလည်ထားတယ်လို့ Trump ကပြောပါတယ်။သူပုံမှန်လေးလေးပြောကြားခဲ့ပြီးဖြစ်ပါတယ်။သမရ Trump သမရဖြစ်နေစဉ်အတွင်းထိုင်ဝမ်ကိုမတိုက်ခိုက်ဘူးဆိုတာ ။ဘာကြောင့်လဲဆိုတော့ဒီကိစ္စနောက်ဆက်တွဲအကျိုးဆက်တွေကိုသူသိရှိထားတာကြောင့်ဖြစ်တယ်လို့ Donald Trump ကပြောပါတယ်။ Taiwan ကျွန်းကိုပိုင်ဆိုင်တယ်လို့တရုတ်နိုင်ငံကအခိုင်အမာဆိုထားပြီးပြည်မာကြီးနဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင်စစ်အင်အားသုံးမယ်လို့ထုတ်ဖော်ပြောကြားထားကမကြသေးမီနှစ်အတွင်းကျွန်းအနီးမှာအကြီးစားစစ်ရေးလေ့ကျင့်မှုတွေအပေါက်ပွင်စစ်ရေးဖိအားတွေတိုးမြင့်ပေးနေပါတယ်။ဆလဘီဖန်အန်တွင်ချက်ဖို့ပါတီကိုစရဲလောင်ဤမဲဆွယ်ဆိုင်ဖို့စုပ်ဖြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တအူ ကြလားမြို့နယ်တွင်ကော်မရှင်အဖွဲ့ကိုလက်တီးဖြင့်ထိုးသူအပါအဝင်နိုင်ငံတော်မှပြည်သူ9ဦးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးအမှုဖွင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖမ်းအံတွင်ကြမ်းဖက်ပါတီဤပြည်နယ်လွတ်တော်ကိုစစ်လေလောင်စောမြင့်ဦးဤမဲဆွယ်ဆိုင်ဖုတ်ဆုပ်ဖြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တအူးအပါအဝင်နိုင်ငံတော်တွင်ရွေးကောက်ပွဲနှောက်ယှက်သည်ဟုဆိုကပြည်သူ9ဦးကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ၂ရက်ကရင်ပြည်နယ်ဖအံမြို့အမှတ်၄ရပ်ကွယ်အုပ်ချုပ်ရေးမှုရုံးရှိလမ်းဘေးတွင်စိုက်ထူထားသည့်ကျန်းဖွပါတီမှဖအံမြို့နှင့်မဲဆန္ဒနှင့်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းစောမြင့်ဦးဤဓာတ်ပုံနှင့်စာသားပါဘီနိုင်းဆိုင်ပုတ်ကိုစုပ်ဖြဲခဲ့သောအသက်59နှစ်အရွယ်ဖြိုးမင်းတက်နှင့်အသက်32နှစ်အရွယ်ထွန်းထွန်းဝင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း၎င်းတို့ကိုရွေးကောက်ပွဲနောက်ဆက်ဖြတ်စည်းမှုများတာစီရေးဥပဒေပုံမှ24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်။ အလားတူအော်တိုဘားလ31ရက်နေ့ရန်ကုန်တိုင်းတလားမြို့နယ်ရခိုင်မြောက်ကျေးရွာနေသိန်းဆွေဦးနှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးတို့ကမဲပေးခွင့်ရှိသူများမကြမ်းရှိစီရန်စီစစ်ရန်ရခိုင်ချောင်းမြောင်းကျေးရွာတို့လာရောက်စဉ်ရွာလေလန်းတွင်အသက်46နှစ်အရွယ်ကုကျော်တီဟန်ကလမ်းပိတ်တာစီပီကော်မရှင်အဖွဲ့နှစ်ဦးနှင့်လိုက်ပါသောသိန်းဆွေဦးကိုလက်သီးဖြင့်ထိုးချောင်း ထို့ကြောင့်သိန်းဆွေဦးတွင်ဒဏ်ရာရရှိသဖြင့်ထိုးကျသူကိုကျော်တီဟန်ကိုရွေးကောက်ပွဲတာစီရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်။ထို့တူအော်တိုဘားလ24ရက်နေ့အေယာဝတီတိုင်းဝါခဲမမြို့နယ်ချော်ကနုတ်ကျေးပါမြို့အဝင်စစ်ဆေးရေးဂိတ်တွင်စစ်တပ်ကစစ်ဆေးမှုများလှုပ်ဆောင်စဉ်ဝါခေမမျိုးအွန်လိုင်းကြီးကျေးရွာနေအသက်48နှစ်အရွယ်မျိုးမင်းဆွေခမင်းမင်းဤလက်ကင်ဖုံးအတွင်မှ PDF တပ်ဖွဲ့ဝင်မောင်ကန်ခဖိုးကန်ထန်တို့ မစင်ကြမှာတဆင့်ဆက်သွယ်ပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးရမည်ဟုရေးသားပေးပို့မှုကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းထို့ကြောင့်ရွေးကောက်ပွဲနောက်ရှက်ဟန်တာဖြက်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ကကြီးဖြင့်အမှုခွင့်သာကြောင့်သိရပါတယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့ရတနာတိရိရက်ကွန်နေမြေကိုးနေတန်တန်စုခဟန်နီလင်အသက်32နှစ်ကိုစစ်တပ်၏ဝါဒဖြန့်ဇက်လန်းဖြစ်သောခေတ္တမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းကမာရွတ်မြို့တွင်လည်းစစ်တပ်၏ဖွာရဖြတ်ဇလံဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်မတ်ကျူးရည်ကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါသည်။အေယော်ဒီတိုင်းပသိမ်မြို့အမှတ်9ရပ်ကွက်မှမတ်ကျော့စုလက်အသက်32နှစ်ကိုလေစစ်တပ်၏ဝါရဖြန့်ဇလံဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတက်ဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။လက်ရှိတွင်စစ်တပ်ကရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကောက်ကွယ်ပေးရေးဥပဒေဖြင့်ပြည်သူစုစုပေါင်း65ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။ ဆက်လက်ပြီးမိုးကုတ်မိုးမိတ်လက်ရှိအခြေအနေတောင်တက်မတော် DNL ကအာနာသိန်းစိုးစုနဲ့အပြစ်ရက်ပြီးတက်တွေစုပ်ပေးရတော့မယ့်မိုးကုတ်နဲ့မိုးမိတ်တို့တွေမှာပြည်သူ့လူမျိုးရေးတက်မတော် PLA နဲ့ PDF တက်တွေကဆက်ရှိပြီးစိုးစုကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်။လက်ရှိအချိန်ထိမိုးကုတ်မိုးမိတ်အနီးတစ်ဝိုက်မှာ PLA, APSDF နဲ့မဟာမိတ်တက်တွေရှိနေကြောင်း PLA တက်ဖွဲ့အထွေထွေအတွင်းရေးမှူးဒေါ်နီနီကျော်ကသတင်းဌာနကိုအတည်ပြုပြောပါတယ်။ မုံမိတ်နဲ့တွင်းငယ်နဲ့လမ်းတလျှောက်မှာလေကျမတို့ကတွင်းငယ်ဘက်မှာတိုက်ပွဲဝင်နေတယ်။တွင်းငယ်ကိုလက်လွတ်ပေးလိုက်ရတဲ့အချိန်မှာတွင်းငယ်နဲ့ငါးမိုင်ခွနမန်လောက်ကွာတဲ့ရွာတွေမှာတိုက်ပွဲဝင်နေတယ်။ကျမတို့အပါအဝင်အခြားမဟာမိတ်တွေလည်းရှိပါတယ်။ ABSDF တို့ SR3 တို့အကုန်ရှိတယ်။တခြားဖက်ကဖတွေလည်းအကုန်ပေါင်းပြီးတိုက်ပွဲဝင်နေတယ်။ PLA တပ်ဖွဲ့ဟာမိုးကုတ်မိုးမိတ်လာရှုံတိမ့်နီစက္ကစ76တွင်းငယ်တတကဆက်တော့ဖော့တော်လန်ဆုံးခလာရ148ခုနမိုင်ကြောက်ကြီးတိုက်ပွဲတွေမှာ မဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး2029စစ်စင်ရေးဒုတိယလိုင်းစတဲ့ကအခုချိန်ထိတောက်လျှောက်တိုက်ပွဲဝင်နေတာဖြစ်တယ်လို့သိရပါတယ်။ APSDF စစ်ကြောင်းတုံးစစ်ကြောင်းမှုကလည်းစကားတွေအများကြီးမပြောဘူးရှောက်ပြီးတူကူးနေနဲ့ရှမ်းခေါက်စဲစားမယ်လို့မိုးမင်းမြို့ကိုရောက်ရှိနေတဲ့ဓပုံနဲ့အတူဒီနေ့မနက်မှသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားပါတယ်။မိုးခုံးနဲ့မိုးမင်းမြို့တို့က TNL တက်တွေအနေနဲ့အခုလမကုန်ခင်မှာနောက်ဆုံးထားစုခွာပေးရမယ်ဆိုပြီးလေသတင်းတွေထွက်ပေါ်နေပြီးစေအုစုဘက်ကတော့မိုးကုတ်မိုးမိတ်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးထုတ်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးပါဘူးမိုးကုတ်မြို့တိုင်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့မန္တလေး PDF မိုးကုတ်ပြူဟာအပါဝင် NUG ရဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေဟာလေမိုးကုတ်မြို့ကိုကောက်ွဲသွားဖို့ဆက်ရှိနေမယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်တရုတ်ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုနဲ့ TNL နဲ့အာနာသိန်းစေအုစုဟာတရုတ်နိုင်ငံကုမင်းမြို့မှာ၉ချိန်မြောက် တွေ့ဆုံဆွေးနွေးပြီးအပြစ်ရဖို့သဘောတူလိုက်ကြောင်း DNL ကပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မှာကြေညာခဲ့တာပါဂျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်